ိုင်း6လုံလန့်မှုကို အခုပဲရယူပါခုနပြောခဲ့သလိုကောင်းကင်နိုင်ငံကို ထိတွေ့နိုင်ဖို့အလေးချက်နည်းနည်းနဲ့အတူတူ လေ့ကျင့်ဖို့တယောက်ပဲလိုတယ်တငယ်ချင်းပဲဖြစ်ဖြစ်ညီကိုမောင်နှမပဲဖြစ်ဖြစ်ယင်းနှီးသူတယောက်ဆိုရင်တော့ပိုကောင်းတာပေါ့တယောက်ယောက်ကတတိအကျင့်လေးနဲ့လမ်းလျှောက်နေတာကိုမြင်ရင်တခြားသူတွေကလည်းလိုက်လောက်ချင်လာတာပဲ။ ကျွန်တော်စီကိုပြင်သစ်ကအကျဉ်းသားတူကစာရေးဘူးတယ်။သူကကျွန်တော်စာအုပ်တွေဖတ်ပြီးသူ့ဘာသာတတိအကျဉ်းနဲ့လမ်းလျှောက်တယ်တဲ့။အကျဉ်းထောင်ရဲ့လေကတဲ့တွေကို အခပေါင်းများစွာတတိအကျဉ်းနဲ့အတက်အစင်းလုပ်တယ်။သူ့ခြေလမ်းတိုင်းကို သူကျဉ်နဲ့နေမိတယ်။အဲ့လိုစာကျဉ်းတဲ့အချိန်ကစပြီးသူ့ဘဝဟာ ပြောင်းသွားတယ်။အရင်ကထက်စာရင် အများကြီးငြိမ်းချမ်းလာတယ်။တခြားသူတွေအလောတကြီးသွားလာတာကိုတွေ့ရင် သူ့မှာသူတို့ကိုတတိအကျင့်နဲ့လမ်းလျှောက်တတ်နိုင်သင်ပေးခြင်းစိတ်ဖြစ်မိတယ်တဲ့သူလိုပဲသူတို့ကိုငြိမ်းချမ်းစေခြင်းနဲ့စံထားဖြစ်မိတယ်လို့ရေးထားတယ်လမ်းလျှောက်တဲ့အခါလွတ်လပ်သူတယောက်လိုလျှောက်ကြပါခြေလမ်းတိုင်းကမိမိသိက္ခာယုံကြည်မှုလွတ်လပ်မှုတွေကို ယူလာပေးနေတယ်ဆိုတဲ့စိတ်နဲ့လျှောက်ပါအဲ့လိုသာတတိနဲ့လျှောက်လန်းနေရင် ဟိုစာရေးတဲ့မိတ်ဆွေလိုခမရတို့ရင်ထဲမှာငိမ့်ချမ်းမှုတွေစာနာမှုခယုနာတွေပေါ်လာလိမ့်မယ်လူများစုဟာ အကြောက်တရားဒေါသတွေ့ဝင်မှုတွေနဲ့ရှောက်နေတယ်ဆိုတာကိုသတိထားမိလာလိမ့်မယ်အဲ့လိုအခါမှာသူတို့ကိုလည်းပစ္စုပန်တက်တက်လှုပ်လှက်သူတွေအဖြစ်နေတတ်အောင်စားတတ်အောင်လမ်းလျှောက်တတ်အောင်ကုညီလိုစိတ်တွေပေါ်လာမယ် လူတယောက်ရဲ့အပြုမူဟာသူ့ဘက်ဝင်ခြင်းကိုတရားမှုရှိတယ်ဆိုတာခမားတို့လည်းသိပါတယ်။ကျွန်တော်ပထမအဦးဆုံးအနောက်နိုင်ငံတွေကိုထွက်လာတော့ကျွန်တော်မှာမိတ်ဆွေလည်းမရှိဘူး။ကျွန်တော်ကြင့်နေတဲ့တတိအကျင့်ပဲရှိတယ်။ကျွန်တော်ထွက်လာရတဲ့ရည်ရွယ်ချက်ကကျွန်တော်နိုင်ငံမှာ ဖြစ်နေတဲ့ကြံတန်းရက်ဆက်လူသားမဆန်တဲ့ကိစ္စတွေကိုရပ်အောင်စူးစမ်းကြည့်မယ်ဆိုတဲ့စံထားပါ။ ကျွန်တော်ဘယ်နေရာရောက်ရောက်တတိအကျင့်နဲ့စားတယ်သွားတယ်ကျွန်တော်အလေးအကျင့်ထက်သန်လာတယ်ကြာတော့ကျွန်တော်တို့ရဲ့ဘီယန်နန်စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုဟာလည်းအားကောင်းလာတယ်အဲ့လိုပဲကျွန်တော်မှလည်းမိတ်ဆွေတွေတဖြည်းဖြည်းတိုးလာတယ်သူတို့ကလည်းကျွန်တော်တတိအကျင့်ကိုတတိထားမိလာတယ်ကျွန်တော်ကိုသင်ပြပေးဖို့တောင်းဆိုကြတယ်အခုဆိုရင်ထောင်ပေါင်းများစွာသောကျွန်တော်မိတ်ဆွေတွေဟာ ကဘာအနှံ့မှာတတိအကျင့်ကိုနေစဉ်ကျင့်နေကြတယ်။အဲ့လိုကျင့်သူတွေရဲ့ဘဝတွေဟာလည်းတဖြည်းဖြည်းပြောင်းလဲလာတယ်။စာနာမှု၊သီးခံမှု၊ခွင့်လွှတ်တတ်မှုတွေပြည့်ဝလာကြတယ်။သူတို့ဘဝဝင်ခြင်းကိုလည်းဒုက္ခနဲ့အာကုညီလာနိုင်တယ်။